တရင်ပြသများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါရခင်ဗျာခုတကပရမအုပ်ဆုံးနေတဲ့တင်ဆက်ပေးချင်တာကတော့မော်ခုံမျိုးပြင်အနောက်ပိုင်းသို့စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တော်လန်ရေးတက်များနဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် မန္တလေးတိုင်းမိုးကုံမြို့ပြင်အနောက်ပိုင်းကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ဒေါ်လန်ရေးတပ်များနဲ့တိုက်ပွဲဖြစ်ပွားပြီးအရိစစ်ကြောင်းနောက်ပြန်ဆုတ်သွားတယ်လို့မိုးကုံဒေသပြည်သူတချို့နဲ့ဒေါ်လန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလ29ရက်နေ့နဲ့နိုဝင်ဘာလ30ရက်နေ့မှာအချမ်းဘတ်စစ်တပ်ကမိုးကုံမြို့ထဲသို့ဝင်ရောက်နေရာယူခဲ့ကြောင်းတို့ရမှာနိုဝင်ဘာလ30ရက်နေ့ညနေပိုင်းမှာအချမ်းဘတ်စစ်တပ်စစ်ကြောင်းတွေကမိုးကုံမြို့ပြင်အနောက်ပိုင်းသို့ကျွန်းဝင်လာကြောင်းအရိနေရာတွေမှာဒေါ်လန်ရေးတပ်များကထိုင်းချထားတာကြောင်း စတက်စစ်ကြောင်းနဲ့တော်လိုင်းရေးတပ်များကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မိုးကုံမျိုးရဲ့အနောက်ဘက်တောင်ပေါ်ဘက်ကိုစစ်ကြောင်းတွေဝင်လာတာ။မျိုးပြင်းမှာတော်လိုင်းရေးတပ်တွေရှိတယ်။မျိုးတွေကနေဆုတ်ခွာပေးထားတာ။ဒါကိုစစ်ခွေးတွေကမျိုးပြင်းတွေထွက်ပြီးတော့စစ်ကြောင်းထိုးလာတာပါ။အဲဒီမှာထိတွေ့မှုဖြစ်ပြီးတော့သူတို့ပြန်ဆုတ်သွားတယ်။ပြန်လာနိုင်သေးတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောပါတယ်။ပေးခဲ့တဲ့အော်တိုဘာလာ29ရက်နေ့နဲ့အော်တိုဘာလာ28ရက်နေ့တွေမှာတရုတ်နိုင်ငံဒူကိုဆလဲမစ္စတာတင်ရှီကျွမ်းရဲ့ဂျားဝယ်ညီနိုင်မှုနဲ့တရုတ်နိုင်ငံကူမဲမြို့မှာ ဒီအန်နယ်လေးနဲ့အချမ်းဘတ်စစ်တပ်တို့ကိုပြစ်ခတ်ရစဲရာမိုးကုံးနဲ့မုံမင်းမျိုးတို့ကိုပြန်လည်ပေးရရန်သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။အဲနောက်မှာမန်လေးတိုင်းမိုးကုံးမြို့ကိုဒီအန်နယ်လေးတပွဲကစကောင်းစီထံသို့ပြန်လည်ပေးရတဲ့တိုင်မိုးကုံးမြို့ကိုစကောင်းစီလက်အောက်မချရောက်စေရန်အစွမ်းကုန်ကာကွယ်သွားမှာဖြစ်တယ်လို့တော်လိုင်းကြီးတပ်များကသတင်းထုတ်ပြန်ခဲ့ပေမဲ့လည်းဒီအန်နယ်လေးကမိုးကုံးမြို့အတွင်းထိစစ်တပ်ကိုခေါ်သွင်းလာခဲ့တာဖြစ်ပါတယ်။ယမန်နေ့မှာမိုးကုံးမြို့အနောက်ဘက်ကိုစစ်တပ်ကစစ်ကြောင်းထိုးလာတဲ့ချိန် ဒေါ်လန်ရေးတက်များကအချိန်မီသိရှိခဲ့ပြီးတော့စတက်စကြောင်းကိုရှေ့ဆက်မတိုးလာစေရန်အပြင်းထန်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။မနေ့ကညနေပိုင်းတိုက်ပွဲမှာစတက်ဘက်ကအထင်းလာပြီးပြန်ဆုတ်သွားတာ။သူတို့ကမျိုးရဲကနေစကြောင်းထွက်လာချိန်ကလေးကဒီဘက်ကိုတရင်ရောက်တယ်။အခုမော်ဂုံမျိုးပြင်ပတ်ပတ်လည်မှာဒေါ်လန်ရေးတက်တွေရှိနေတယ်လို့မော်ဂုံမျိုးမှဂင်းထောက်တရင်ရေးမြေတစ်ခုကရှင်းပြပါတယ်။ယခုလိုမော်ဂုံနဲ့မုံမိတ်မျိုးတွေကနေ TNL ဆုတ်ခွာမှုတို့ကတောင်းတေတာကိုလည်းမြန်မာစစ်တပ်ကလေးရဲနဲ့ဘုံကျဲခြင်း ထိုးဆက်ဆင်တိုက်ခိုက်ခြင်းများမပြုရန်ဂရီးပြုထားတာဖြစ်ပါတယ်။တဆိုင်နှခုဆက်ဆင်ရေးတို့မှာ DNL ကမိုးကုတ်၊တီဘော၊ကြောင်မဲ၊နောင်ချိုး၊မိုင်းလုံး၊မိုင်းငော့၊မိုးမိတ်၊နန်းဆန်၊မန်တုံ၊ကုတ်ခိုင်၊နန်ခမ်းနဲ့နမတုမျိုးများကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့အချမ်းဘတ်စစ်တပ်ကကြောင်မဲ၊နောင်ချိုး၊တီဘောကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခါယခု DNL ကမိုးကုန်းနဲ့မိုးမိတ်မျိုးများကိုပါထပ်မံဆွလွန်မှာဖြစ်တာကြောင့်မိုင်းလုံးမိုင်းငော့နန်းဆန်မန်တုံကုတ်ခိုင် နံခမ်းနဲ့နံမတုမျိုးတွေသာတင်းနလီလက်ထဲမှာကြန့်ရှိတော့တာဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးချင်တာကတော့မြင်းချမ်းမျိုးနဲ့မှာပြည်သူစိတ်ခေါင်းဆောင်တီရာရုံမုံအဖွဲမှာပြူစော်ဒီများလိုက်ပလာတဲ့ကားကိုကြားပြတိုက်ခိုက်မှုတွင်ငါးဦးတေဆုံးပြီးတနက်၃လနဲ့ခေရန်များတင်ဆက်ရမိတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။မန္တလေးတိုင်းမြင်းချမ်းမျိုးနဲ့မှာပြည်သူစိတ်ခေါင်းဆောင်တီရာရုံမုံအဖွဲမှာပြူစော်ဒီများလိုက်ပလာတဲ့ကားကိုကြားပြတိုက်ခိုက်ရမှာငါးဦးပွဲချင်းပြီးတေဆုံးပြီးတနက်၃လနဲ့ခေရန်များတင်ဆက်ရရှိခဲ့တယ်လို့ ပခောကူမျိုးနယ်ပြည်သူ့ကွယ်ရေးဖွဲ့ပကဖမဒရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မိုင်းကပြောပါတယ်။နိုဝင်ဘာလ29ရက်နေ့မနက်7:00နာရီခန့်မှာမြင်းချမ်းမျိုးနယ်ပြည်သူ့စေကောင်းဆောင်တီတာယုံမော်အဖွဲ့မှဗျူစော်တီများလိုက်ပလာတဲ့ကားကိုပခောကူ Special Task Force ပခောကူမျိုးနယ်တရင်တက်မှရဲဘော်ဒီနဲ့ရဲဘော်တပူဦးဆောင်တဲ့ဖွဲ့ကလည်းညာဦးမြင်းချမ်းလမ်းမိုင်းတနေရာအရောက်ဂျားပြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ိုင်လိုတိုက်ခိုက်မှုတွေမှာပြူစောတီ၅ဦးပွဲချင်းပြီးသေဆုံးက G4 တနက်တလန်ကာပိုင်နှစ်လက်နဲ့ G အများပြတိမ်းဆက်ရရှိခဲ့ကြအောင်တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းတပ်ဖွဲ့များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ပါလာတဲ့၅ခေါင်းလုံးအကုန်သေးတာစခွေး၅ဦးကနေရာမှာတဲ့ပွဲချင်းပြီးသေဆုံးပါတယ်။စခေါမရှင်အနေနဲ့ပြည်သူတွေမကြည်ဘူးဆိုရင်ဘယ်နေရာမှာပဲနေနေလုံခြုံမှုမရှိဘူးဆိုတာအသိပေးချင်ပါတယ်လို့ပခေါကူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတရင်နဲ့ပြန်ချရေးတော်ဝင်ခံရဲဘော်မိုင်းကပြောပါတယ်။ ဆလဘီတမတ်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့ရေစကြိုမျိုးနဲ့မှာရှိတဲ့ဂျေဝါများကိုစစ်ကြောင်းထိုးမီးရှုံနေတဲ့စစ်တပ်ကိုဒုံရဲစက်တိုက်ဂျားပြတ်တိုက်ခိုက်မှုတွေမှာအကြမ်းဖက်စစ်ကြောင်းမှုဘိုးကြီးမင်းဒေစာအပါဝင်စစ်သား၄ဦးတစ်ဆုံးပြီးအလောင်းလေးကိုမီးရှို့ဖျောက်ပြခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းရေစကြိုမျိုးနယ်ထဲမှာရှိတဲ့ဂျေဝါများကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကိုဒုံရဲစက်တိုက်ဂျားပြတ်တိုက်ခိုက်မှုတွင်စစ်ကြောင်းမှုဘိုးကြီးမင်းဒေစာအပါဝင်စစ်သား၄ဦးတစ်ဆုံးကရေအလောင်းလေးကိုမီးရှို့ဖျောက်ပြသွားတယ်လို့ ပြည်သူ့ကားဝေးရေးဖွဲ့ယူစချုံမျိုးနယ်ပကားဖားမှတရင်တော်ဝင်ကံကပြောပါတယ်။နိုဝင်ဘာလ25ရက်နေ့မနက်10:00နာရီခန့်မှာယူစချုံမျိုးနယ်မှာရှိတဲ့ခါလိုက်ရ196တရင်ခါလိုက်ရ195ခွန်တရင်နဲ့ခါလိုက်ရ198တရင်တို့ကနေထွက်လာတဲ့အင်အားတရာကျော်ပါတဲ့ဂျမ်ဘတ်စစ်တပ်စကြောင်းဟာထန်ဆဲပင်ဂျေးဝါဘက်ကိုထွက်ခွာလာစဉ်ဒေါ်လိုင်းတပွဲများကရွာတဲ့ဂျေးဝါနဲ့ထန်ဆဲပင်ဂျေးဝါကြားအရောက်ဂျားပြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါထိထွေးတိုက်ပွဲဟာနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး အချမ်းဘက်စတက်ဘက်ကစကြောင်းမှုဘိုးကြီးမင်းဒေစာအပါဝင်၃ဦးတည်ဆုံးပြီး၅ဦးတန်ရာရရှိခဲ့ကြောင်းတိုက်ပွဲတော်မှာထိနာခဲ့တဲ့စတက်စကြောင်းဟာရွာတဲ့ခြေဝါတဲသို့ဝင်ရောက်သွားပြီးပြည်သူပိုင်းပစ္စည်းများကိုခိုးယူခြင်းနဲ့ဖျက်ဆီးခြင်းတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အိုင်းနာကိုနိုဝင်ဘာလ29ရက်နေ့မှာအထိနာနေတဲ့အချမ်းဘက်စတက်စကြောင်းဟာရွာတဲ့ခြေဝါကနေညောင်ဆောက်ခြေဝါဘက်သို့ကူးလာပြီးပြည်သူပိုင်းနေအိမ်၁၀လုံးကိုမိရှုကပြည်သူပိုင်းပစ္စည်းများကိုခိုးယူပြီးတော့ စကြုံမျိုးပေါ်စီမံရုံမောင်းဆောင်တဲ့သူတည်ဆောင်နေတယ်လို့သိရတာကြောင့်တော်လိုင်းရီတပွဲများကညောင်ဆောက်ဂျေးရွာအတွင်းအနီးကပ်ဝင်ရောက်တိုက်ခတ်ခဲ့ရမှာမင်းနေ၂၀ခန့်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်သားတအုပ်တည်ဆောင်ကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အိုင်းနောက်နိုဝင်ဘာလ၂၉ရက်နေ့မှာတော့အစိုးရဂျမ်ဘက်စစ်တပ်စစ်ကြောင်းဟာညောင်ဆောက်ဂျေးရွာမှာတဆင့်ရွှေချောင်းဂျေးရွာနဲ့ပေါတော်ဂျေးရွာများသို့ဝင်ရောက်ကာပြည်သူပိုင်ပစ္စည်းများကိုယူဆောင်သွားပြီးတော့ရေစကြိုမျိုးနဲ့စီမံရုံမောင်းဆောင်တဲ့သူဝင်ရောက်ကာ ထိုမားတဆင်ခါလိုက်ရ2 5ရှစ်တရင်နဲ့ဝင်ရောက်သွားတယ်လို့သိရပါတယ်။ကျွန်တော်တို့ပထမနေ့တိုက်ပွဲဖြစ်ပေါ်တဲ့အချိန်မှာတော့စချောင်းမှုဘိုးကြီးမင်းဒေသာအပါဝင်တပ်သား၂ယောက်တည်ဆုံနေ။အားလုံးပေါင်း3ဦးတည်ဆုံနေ။အဲဒုတိယနေ့တရက်မှာတိုက်ပွဲဖြစ်တဲ့နေရာမှာ၁ယောက်တည်ဆုံနေ။စုပေါင်း၄ယောက်တည်ဆုံနေ။အရင်မှာကျွန်တော်တို့နေမြေရှင်းလင်းတဲ့နေရာမှာတော့လက်နဲ့ခဲရန်တင်ဆက်ရမိတာမျိုးတော့မတွေ့ဘူး။နောက်ပြီးကျွန်တော်တို့တင်ဆက်ရမိခဲ့တဲ့လက်နဲ့ခဲရန်တော့မရှိခဲ့ဘူး။ပြည်သူတွေဖမ်းဆီးတာမျိုးတော့ရှိတယ်။ညောင်စောက်ဂျေးဝါကအများဆုံးမိတာပေါ့။ အားလုံးပေါင်း900လောက်ကိုခံမှန်းမိတယ်။သူတို့ကတေဝါလုံးနီးပါးဘုံကြီးချောင်းတွေကိုထည့်ထားတာပါ။အဲဒီမှာပြည်သူပိုင်ပစ္စည်းတွေရွှေတွေဖြုတ်ခိုင်းတယ်။ငကပ်ပါရင်ငကပ်ဆွဲချိုးပါရင်ဆွဲချိုးတွေဖြုတ်ခိုင်းပြီးတော့အရာတွေကိုယူသွားကြတယ်လို့ပြည်သူကားခွေရေတပွဲရေစချိုးမျိုးနယ်ပခဖအဖွဲ့မှတာဝန်ခံကပြောပါတယ်။အဆိုပါတကဲမှုကိုပြည်သူကားခွေရေအဖွဲ့ရေစချိုးမျိုးနယ်ပခဖနဲ့ပခောခုခရိုင်တရင်အမှတ်ကိုမေဦးစစ်တီရေလေကျုံးတေတာစစ်ကြောင်းတို့ကပူပေါင်းလို့ဆောင်ခဲ့တာလို့သိရပါတယ်။နောက်ထပ်အမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ဖာခန်းရောက်တသားတဲ့လေဦးတက်ကိုဆုံးခွာထွက်ပြေးပြီးဂေယန်ရေပူပေါင်းတက်တွေဖမ်းမိထားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာဖာခန်းဒေသကိုရောက်ရှိနေတဲ့အချမ်းပတ်စစ်ကြောင်းကနေထွက်ပြေးလာတဲ့စမှုတန်တသားတဲ့လေဦးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA KPD ရဲ့ပူပေါင်းတက်တွေကဖမ်းမိထားတယ်လို့ဆိုပါတယ်။ဖာခန်းဒေသမစုံရန်ထောင်အင်းမှာတာဝန်ကျနေတဲ့စမှုတန်တနန်းစင်တသားတက်တွေကလေဦးဟာပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့ကထွက်ပြေးလာပြီးတော့ KIA KPD ရဲ့ပူပေါင်းတက်တွေနဲ့အတွေ့အမှဖမ်းမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ကဆိုင်ကယ်တွေနဲ့ထွက်ပြေးလာတာလမ်းမကျွမ်းတော့မသွားတတ်မလာတတ်နဲ့မျက်စိလဲနေတာအဲဒီမှာသူတို့ကိုမတင်ကားလို့စစ်ဆေးတော့ဇမှုတန်တင်တန်းဆင်းနေလို့ဝန်ခံတယ်လို့ GI နဲ့နေဆက်သူတဦးကပြောပြပါတယ်လက်ရှိမှာသူတို့လေးဦးကိုရခင်ကလင်းဝင်ခဲ့တဲ့ဇမှုတန်တင်တန်းဆင်းနေကအိုးဆောင်ပြီးစစ်ဆေးနေတယ်လို့ခေါင်ခေါင်မုံမုံထိမ့်ထိမ့်ဆောင်းလျှောက်ထားတယ်လို့ဆိုပါတယ်ယခုဘာကန်းဒေတာကိုရောက်ရှိနေတဲ့စကားစတ်တက်စကြောင်းတွေမှာရန်နီတက်အဆက်နေနဲ့ဖီသူစစ်တွေပါတယ်လို့ စမုဒံဥပဒေအကြောင်းပြပြီးတော့ဖန်စီခေါ်ဆောင်ထားတဲ့စမုဒံတနန်းစင်တသားတက်တွေလည်းပါတယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့အော်တိုဘာနဲ့နိုဝင်ဘာလဆန်းကလည်းစမုဒံတနန်းစင်တသားတက်40နီးပါးဟာဂရိုင်းရေး KPTA ထံလက်နက်ချအလင်းဝင်ခဲ့တယ်လို့သိရပါတယ်။စမုဒံတနန်းစင်နေနေနဲ့ယခုလိုလက်နက်ချအလင်းဝင်ပြီးလူထုနဲ့ပူးပေါင်းဖို့ဂရိုင်းရေး KPTA ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ဒါပြင်လက်နက်နဲ့တူလင်းဝင်ရင်စုချင်းငွေနဲ့ဂုံပြုတ်မယ်လို့လည်းကမ်းလှမ်းထားပါတယ်။ ယခုဗမ်းမိထားသူ၄ဦးကတော့လက်နက်တွေပါမလာပဲအေရသားဟန်ဆောင်ပြီးထွက်ပြေးလာတာလို့ဆိုပါတယ်။လက်ရှိမှာစခါစားတက်ကအင်အားတရာကျော်ဟာဇန်းကျွယ်နဲ့ရတော်ခါရွာကိုနိုဝင်ဘာ25ရက်နေ့မှာဝင်လာလို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့ကတိုက်ပွဲမှာစခါစားတက်ဖွဲ့ဝင်10ဦးထက်မနည်းတည်ဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။အရင်နောက်စကောင်းစီတက်ကလက်နက်ကြီးနဲ့ဖြစ်ကတ်တော့ဒရုန်းနဲ့ဘုံကျဲတာတွေနှိမ့်စင်ပြုတ်လုပ်နေပြီးတော့အေရသားထိခိုက်တည်ဆုံးမှုတွေလည်းရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်စကောင်းစီရဲ့မြေပြင်စစ်ကြောင်းတွေအန်ရဲလက်နက်ကြီးနဲ့လေကြောင်းအန်ရဲတွေတရီးပြူးကြဖို့ KIA KPDF ကတရီးပေးနှိုးဆော်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးချင်တာကတော့ရွှေခေါကိုမှာရှိတဲ့အဆောက်အဦတရာကျော်ကိုစကောင်းစီချိတ်ပိတ်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရွှေခေါကိုအနေမြေတွင်းမှာအွန်လိုင်းလိမ်လည်မှုနဲ့လောင်ကစားမှုလုပ်ငန်းတွေဆောင်ရွက်ရမှာအသုံးပြုခဲ့တဲ့တရားမဝင်အစအဦးတရားကျော်ကိုဒိန်းဆဲချိတ်ပိတ်လိုက်တယ်လို့စကောင်းစစ်ကနိုဝင်ဘာ29ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ် အွန်လိုင်းလိမ့်လည်မှုနဲ့ဂျားပြန့်လို့ခေါ်တဲ့လောင်ကစားမှုနဲ့နာမည်ကျော်နေတဲ့ BG ရဲ့ KNL ဂျားဆောင်တက်ထိန်းချုပ်ထားတဲ့ရွှေကုတ်ကိုမျိုးတက်ကိုပေးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့မှာစခါစားတက်ကဝင်ရောက်စီးနင်းခဲ့ပြီးတော့ဂျားပြန့်လောက်ကိုင်းနေသူတွေအများအပြားနဲ့ဂျားပြန့်လုပ်ငန်းတုံးပစ္စည်းအများအပြားတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။အိုင်းနောက်နိုဝင်ဘာလ19ရက်နေ့မှာတော့ရွှေခုတ်ကိုနယ်မြေထဲမှာရှိတဲ့လူနေအဆောက်အဦးနဲ့ဟိုတယ်ဈေးဆိုင်ကန်ကိုယ်တော်စားတဲ့တရားမဝင်အဆောက်အဦးစုစုပေါင်း26လုံးကိုထပ်မံစစ်ဆေးခဲ့ရမှာ။ ဂျာပြလုံငန်းမှာလောက်ကိုင်းနေသူတွေကိုမတွေ့ရှိတော့ပဲလက်ကိုင်းဖုန်းနဲ့အသုံးဆောင်ပစ္စည်းတွေကိုဖြုတ်သိမ်းယူဆောင်သွားခဲ့တယ်လို့စကောင်းစကားဆိုပါတယ်။နိုင်ရတာစစဲမှုတွေမှာရွှေကောကိုမှတရားမဝင်အစအုပ်135လုံးကိုတွေ့ရှိရပြီး၎င်းတို့ပြန်လဲအသုံးပြုမှုမရှိစေဖို့အတွက်ချိန်ပိတ်တာတွေကိုဆောင်ရွက်ခဲ့တယ်လို့စကားစကားထုတ်ပြန်ပါတယ်။ဒါပြင်ရွှေကောကိုနယ်မြေမှာတရားမဝင်ဝင်ရောက်နေထိုင်တဲ့နိုင်ငံသားသား2042ဦးနဲ့ကွန်ပျူတာဖုန်း Starlink Internet ဆက်စားတဲ့လုပ်ငန်းသုံးပစ္စည်းအများပြားကိုဖမ်းဆီးရမိခဲ့ပြီးတော့ တင်ဆက်ရမိတဲ့ပစ္စည်းတွေကိုဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ဖော်ပြပါတယ်။လက်ရှိမှာဖန်ဆီးရမိထားတဲ့နိုင်ငံသားတွေကိုရွှေခေါ်ကိုအနေမြေလုံထင်ဝဲမှာရှိတဲ့အစားအုပ်မှာထိန်းသိမ်းထားရှိပြီး၎င်းတို့ရဲ့ကိုယ်ရေးအချက်လက်နဲ့မှတ်တမ်းတွေကိုစည်းရင်ခေါ်ယူခြင်းလုပ်ငန်းတွေကိုဆောင်ရွက်ပေးလျက်ရှိတယ်လို့စကောက်စကားဆိုပါတယ်။လက်ရှိရွှေခေါ်ကိုမျိုးထဲမှာချိတ်ပိတ်တင်ဆက်ခဲ့တဲ့အစားအုပ်တွေဟာဒီအုပ်ချဖျန်းပိုင်အစားအုပ်တွေအများစုဖြစ်တယ်လို့ရွှေခေါ်ကိုသတင်းရင်းမြစ်တဝူးကလည်းပြောပါတယ်။အခုအစားအုပ်တွေတိုက်တွေချိတ်ပိတ်လိုက်တာပေါ့။ အရာတွေကတရုတ်ဟာတွေပါလို့အစိုးပါသတင်းရေးမြစ်ကပြောပါတယ်။လက်ရှိရွှေကောက်ကိုမြို့မှာကြားပြန့်တွေကိုစတကနှိမ်နှင်းခဲ့ပေမဲ့အောက်ခြေအလုံသမားအများစုသာဖမ်းဆီးရခဲ့မယ့်အရေးပါတဲ့ထိတ်တန့်အကြီးပိုင်းကြားပြန့်တရေခေါင်းဆောင်တွေကကြန့်ရှိနေသေးတယ်လို့ရွှေကောက်ကိုသတင်းရေးမြစ်ရဲ့ပြောပြချက်ရသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နိုင်ရီကန်ကိုရိခခဲရန်တုတ်တွေလေချောင်းကနေပို့ရမှာအေးဘက်တို့ရောက်ရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းပရန်တန်းနယ်တွင်းမှာရှိတဲ့နိုင်ရီကန်ဘျူဟာကုန်းကို စခေါမရှင်တက်ကရရနီလန်အစုံတုံးပြီးရေခါနဲ့ခရံပို့ဖို့စူးစမ်းနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကနေစတင်ပြီးတော့နေကံဖြူဟာကိုစကုနဲ့ရိခါခရံပို့ရန်မြေပြင်စကြောင်းတွေတုံးခဲ့ပေမဲ့လည်းထီရောက်မှုမရှိခဲ့ဘဲနဲ့ဂုတ်ကြီးကြီးဝါအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သတင်းရင်းမြစ်ထံကသိရပါတယ်။မြေပြင်စကုကိုမာစာက905တဲ့စိုးပွဲထားပြီးအတုပ်လိုက်ပို့နေတယ်။အဲ့ဒီတည်းမှာခေယံကားကြီးနှစ်စီးလဲအဆောင်ရှောက်တွေနဲ့နိုင်ရံပတ်တတ်ထားတာရှိတယ်။ ရောင်မရောက်တော့အသေးချာမပြောနိုင်ဘူးလို့စီရဲသတင်းရေးမြစ်ကပြောပါတယ်။လက်ရှိမှာမြေပြင်စကြောင်းနေနဲ့ခြေဆက်နိုင်ခြင်းမရှိတဲ့အတွက်ဟုတ်ကဲ့စခွန်မရှင်တက်ကပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့နဲ့26ရက်နေ့တွေမှာလေချောင်းကနေရိတ်ခါနဲ့ခရယန်တုတ်တွေခြောက်ပေးခဲ့တယ်လို့သိရပါတယ်။အဲဒီလိုစခွန်မရှင်ခြောက်ပေးတဲ့ရိတ်ခါနဲ့ခရယန်တုတ်အများစုကိုအေးအေးနဲ့တော်လိုင်းရေးတပွဲတွေကရရှိခဲ့တယ်လို့လည်းသိရပါတယ်။အဆိုပါနိုင်ရေးကန်ဘျူဟာကုန်းမှာတမမူ2ဦးနဲ့အတူအင်အား300ခန့်ပိတ်မိနေပြီးအများစုဟာထိခိုက်တံရရရှိထားတာ။ ဖေကူတာနိုင်တဲ့အခြေအနေမရှိဘူးလို့လည်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။လက်ရှိမှာနိုင်ရေးကန်ပတ်လည်မှာရှိတဲ့ကာကင်းစခန်းတွေအလုံးကြီးပါတင်းယူခံရပြီဖြစ်ပေမဲ့အကြမ်းဖက်စခေါ်မရှိရင်စကြောင်းတချို့ဟာလမ်းတဲ့လမ်းဟောင်းနှစ်ခုမှာစိုးပွဲလှုပ်ရှားမှုတွေရှိနေသေးတယ်လို့သိရပါတယ်။ဒါပေမဲ့အစိုးပါလမ်းကြောင်းနှစ်ခုကိုလည်းတော်လိုင်းတပွဲများနဲ့အေးအေးကရာသမျှပိတ်ဆို့ထားပြီးဂျားပြတ်တကဲမှုတွေစတိုက်ပြုလုပ်နေကြတာဖြစ်ပါတယ်။ယခုရပိုင်းတော့မှာစီရေလှုပ်ရှားမှုသတင်းတွေထွက်ပေါ်လာခြင်းမရှိသေးပေမဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့က ဇုံကုန်းမာစာက905အမြောင်ဆက်စင်ရေးဌာနချုပ်မှနေပြီးလက်နက်ကြီးတွေစတိုက်ပြက်ကတ်မှုပြုခဲ့တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးလေးနားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လာရင်ဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။